ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗတ်တက်ဆက်ပေးသားမလို့ဆိုတော့အဲကျွန်တော်ကို comment လေးတစ်ခုမှာအဲ Dubov ရဲ့ကစားပွဲလေးတပွဲပေါ့နော်အဲ Dubov Queen Sacrifice ကစား Queen Sacrifice လို့ပြီးတော့အတန်ရခဲ့တဲ့ပွဲလေးတပွဲအဲ review လုပ်ပြီးပါဆိုတော့ကျွန်တော်ဒီနေ့ဒီပွဲလေးကိုအဲသုံးသပ်ပေးဖြစ်တယ်ပေါ့ဟုတ်ပြီဒီကစားပွဲလေးကတော့2022ခုနှစ် ဝေါ်ရပစ်ချန်ပီယံရှစ်ပေါ့နော်အဲ့ဒီပြိုင်ပွဲမှာအဲကစားခဲ့ကြတဲ့ကစားပွဲလေးဖြစ်ပါတယ်ဘယ်သူတွေကစားခဲ့လာလဲဆိုရင်အဖြူကနေပြီးတော့ဒန်နီလ်ဒူပော့ဖ်ကစားခဲ့ပြီးတော့အမဲကတော့နီဟစ်ဆာရင်ကစားခဲ့တာဖြစ်ပါတယ်ဒန်နီလ်ဒူပော့ဖ်ကလည်းတော့သူ့ရဲ့ rating က2900ကျော်တယ်အဲ့လိုပဲနီဟစ်ဆာရင်ကလည်းသူ့ရဲ့ rating ကလည်းအဲ2600 2900ကျားထဲမှာရှိရပါတော့အဲ့တော့နှစ်ယောက်လုံးကတော့တော်တော်ကြာကျန်တဲ့ grand master တွေဖြစ်တယ်လို့ပြောလို့ရပါတယ်ဟုတ်ပြီသူတို့နှစ်ယောက်ရဲ့ကစားပွဲလေးကိုအဲကျွန်တော်ကြည့်မယ်ပေါ့နော်အဲ့တော့ อะพิวอ่ะနေပြီးတော့ပထမဦးဆုံးဒူဘော့ကဘာရှိခဲ့လဲဆိုရင် D4 ဆိုပြီးတော့တက်ခဲ့တယ် D4 မှာနေရစာရင်ကဘာနဲ့ပြန်တော့ပြန်ခဲ့လဲဆိုရင် D5 နဲ့ပြန်တော့ပြန်တယ်အဲ့တော့ဒီမှာဒူဘော့ကထပ်ပြီးတော့ C4 ပေါ့ဒါအတူတူ Queen's Gambit ကိုကစားတယ်အဲဒီမှာ green scape မှာမဲရနေပြီးတော့ရွေးချယ်ကြရတဲ့အများကြီးရှိရယ်စားတဲ့ line လည်းရှိရယ်မစားဘဲနဲ့ e sit တတာလည်းရှိရယ် c sit တတာလည်းရှိရယ်အာ native sit ခုံတာလည်းရှိရယ်ပေါ့နော်အမျိုးမျိုးရှိရယ်အ အဲဒါပေမဲ့ကတိကစားပွဲထဲမှာတော့နရေးစာရင်းကအမဲရနေပြီးတော့ဒီတိတ်စီဖို့စားလိုက်တယ်ဒါဒီ Queen's Gambit Accepted ဆိုပြီးတော့ဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာပုံမှန်အပြည့်ဆိုလို့ဆိုရင်တော့ဟိုအဖြူကနေပြီးတော့ opening မှာ e4 တွေပါတက်ပြီးတော့ဒီပုံးလေးကို bishop နဲ့ပြန်ပြီးတော့ချိန်နိုင်လည်းရှိရယ်အဲ့တော့ဒါမှမဟုတ်လို့ဆိုရင် e4 တက်တယ် e3 တက်တယ်ဒါပေမဲ့ကစားပွဲထဲမှာတော့အဲ dubov ကဘာပဲလုပ်ခဲ့လဲဆိုရင် net f3 ပဲလုပ်ထားတယ် development လေးပဲပြန်ပြီးတော့လုပ်ထားတယ်ပေါ့ ဲ့တော့ဒီ queen's gambit ကတဘောတရားကကြတော့ तू ကဒီ c4 pawn လေးကိုကျွေးတယ်ကျွေးလို့တစ်ဖက်ကစားသွားပြီဆိုလို့ဆိုရင်အဲ့ဒီပုံကိုပြန်ပြီးတော့ယူမှာဘယ်လိုမျိုးပြန်ယူမလဲဆိုတာကိုကျွန်တော်တို့ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာနေရစရင်းကဘာရွှေ့ခဲ့လဲဆိုရင် knight f6 ပဲပြန်ရွှေ့ခဲ့တယ် knight f6 မှာ e3 e3 ရတာဒါတော့ကိုယ့်ရဲ့ pawn structure လေးကိုတောင်းထားတယ်ပြီးတော့ဒီ bishop ရဲ့ line ကိုဖွင့်ပြီးတော့ c4 ကိုပြန်စားမယ်ဆိုတဲ့ idea လေးတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာတော့အာဒါဘာတို့ရလဲဆိုလို့ဆိုရင် နေရစတိုင်းကလည်းဒီ C4 ကပုံပုံပြန်ပြီးတော့မကယ်တော့ဘူးပေါ့နော်။အဲပြန်ကယ်မယ်ဆိုလို့ရှိရင်တော့ B5 တွေပါတော့တက်မှာပေါ့။ B5 တက်မယ်ဆိုလို့ရှိရင်လည်းဒါအဖြူကနေပြီးတော့ A4 ပါနဲ့ point structure ဖြတ်လို့ရတယ်ပေါ့နော်။ဥပမာပြန် B5 တက်မယ်ဆိုရင် A4 ပါနဲ့ပြန်ပြီးတော့အဲဒါဖြတ်လို့ရတယ်ပေါ့။သူစားမယ်ဆိုလို့ရှိရင်ဒီ C4 လေးပြန်စားထားမယ်။အဲဒီမှာကျတော့ A6 တွေပါတော့တက်လို့မရဘူးနော်။ A6 ဥပမာ A6 တက်မယ်ဆိုလို့ရှိရင်အဲဒီလိုမျိုးစားလိုက်တာမျိုးတွေလုပ်လိုက်လို့ရတယ်။ဒါဆိုရင် G group တွေစားလိုက်လို့ရတယ်ပေါ့။ တော့ဒီမှာအဲ C6 တွေပါရတော့ပြန်ပြီးတော့တက်ချင်တော့တက်လို့တော့ရတယ်ပေါ့နော်အဲဒါပေမဲ့တက် C6 တက်လို့ဆိုရင် Night C3 ကပြန်လာမှာပဲအဲ့တော့အဲ့လိုမျိုးတွေပြန်ပြီးတော့ဟိုကဲမနေတော့ဘူးပေါ့နော်မကဲတော့ပဲနဲ့အာနေရစာရင်းကဘာပဲရွှေ့ခဲ့လဲဆိုရင် easy ပဲရွှေ့ခဲ့တယ်။အတူရဲ့ဒီကစားကောင် development တွေကိုပဲပြန်ပြီးတော့ဦးစားပေးမယ်ထင်တယ်ပေါ့နော်။ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာတော့ Bishop Dc4 ဆက်ပြီးတော့ Dubov ကစားလိုက်တယ်။ Bishop Dc4 မှာနေရစာရင်းကဘာပဲရွှေ့ခဲ့လဲ C5 ဒါဒီဘာလို့သာလဲဆိုတော့ဆိုရင်ဒီအမဲရဲ့အမဲကဘာလို့သာဆိုဒီအဖြူရဲ့ပုံးလေးကိုပြန်ပြီးတော့တိုက်တယ်ဒီစန္ဒာပုံးလေးကိုတိုက်ခိုက်တယ်အဲ့တော့ကစားပွဲထဲမှာတော့ဒူဘော့ဖ်ကဘာပဲဆွေးခဲ့လဲဆိုရင်ကက်စလစ်မဲ့လောက်ခဲ့တယ်ကက်စလစ်မှာနေရစာတင်က A6 ဒီ A6 ကရည်ရွယ်ချက်ကကြတော့ဘာလို့ချင်တာလဲဆိုလို့ဆိုရင်အမဲကနေပြီးတော့ B5 ဆိုပြီးတော့တက်ချင်တာဖြစ်တယ်အပေါ်မှာပြောဆိုလို့ဆိုရင်တော့ဒါအဖြူကနေပြီးတော့အမဲ B5 မှတ်တက်နိုင်အောင် A4 တပိုင်းတားလာမျိုးတွေပါတော့လုတ်တော့လုတ်တယ်ပေါ့နော်ဒါပေမဲ့ဒီအနေထားမှာ အဖြူသမားဖြစ်တဲ့ Dubuff ကဒီ B5 ကိုဒီမဆိုင်ဘူးတက်ချင်လက်တက်ရတယ်ပေးတက်တယ်ပေါ့အဲ့တော့ဒီမှာကစားပွဲထဲမှာဘာရွှေ့ခဲ့လဲဆိုရင် Queen E2 ဆိုပြီးတော့ရွှေ့ခဲ့တယ် Queen E2 မှာဒီနေရာမှာစာဟစ်နေရေးစာရင်းကဘာရွှေ့ခဲ့လဲဆိုရင် B5 ဆိုပြီးတော့တက်တယ် Bishop မောင်းတယ်အဲ့ Bishop က D3 မှာပြန်နေတယ်အကယ်၍ဒီမှာထပ်ပြီးတော့ C4 တက်မယ်ဆိုလဲ Bishop C2 မှာပြန်နေပဲပေါ့နော်အဲ့ဘာတွေ့ရလဲဆိုလို့ဆိုရင်ဒီ Bishop ရဲ့ Diagonal လေးကတော့တခုတော့ကောင်းသွားတယ်ပေါ့အဲ့တော့ဒီမှာ C8 D4 စားတယ် စီရီဒီဖိုစားတဲ့အချိန်မှာပုံမှန်အပြည့်ဆိုလို့ဆိုရင်တော့ဒီနေ့ထားမှာအအဖြူအနေပြီးတော့ရွှေ့တာဒီအ E84 ဆိုပြီးပြန်စားတာရှိရပေါ့နော်ဒီလိုမျိုးလေးပြန်စားရပေါ့ဒါပေမဲ့ဒီပွဲထဲမှာတော့ Dubov ကဘာရွှေ့ခဲ့လဲဆိုလို့ဆိုရင်အဖြူအနေပြီးတော့ A4 ဆိုပြီးတခါထပ်တက်တယ် ဲ့တော့ဒီပုံးလေးကိုပြန်ပြီးတော့အဲထပ်ပြီးတော့တွေးထားတယ်မဆားဘူးသူကဘာလုပ်လဲဆိုလို့ရှိရင် B5 ကပုံးလေးကိုပြန်ပြီးတော့တိုက်ထားတယ်အဲ B5 ကပုံးအဲ့မှာဒီနေထားမှာအမဲကနေပြီးတော့ရွေးချယ်စရာဘယ်နှခုရှိလဲဆိုတော့၃ခုရှိရယ်ပေါ့နော်အဲပုံးတိတ်ပုံးပေါ့နော် B8 A4 စားတာရှိမယ်ဒါမှမဟုတ်ရင် E3 ကိုစားတာရှိမယ်ဒါမှမဟုတ်ရင် B4 ဆိုပြီးချက်တတ်တာရှိရယ် ဒါပေမဲ့ကစားပွဲထဲမှာတော့နေရစာရင်းကဘာပဲရွှေ့ခဲ့လဲဆိုတော့စင် B date A4 ဆိုပြီးတော့ A4 ပုံးလေးကိုချက်ချင်းစားတာပေါ့အကယ်၍အဲ့လိုမှမဟုတ်ဘဲနဲ့ E3 ပုံးလေးကိုအရင်စားမယ်ဆိုတော့စင်ဘက်ချက်တဲ့ E3 လေးပြန်စားထားလို့တော့ရတယ်ပေါ့နော်ဒါပြဿနာတော့မရှိဘူးဒါအဆင်ပြေတယ်ပေါ့အဲ့တော့ကျွန်တော်ကစားပွဲလေးပဲကြည့်မယ်ကစားပွဲထဲမှာတော့ဒါနေရစာရင်းကဘာရွှေ့ခဲ့လဲဆိုတော့စင်အမေကနေပြီးတော့ B date A4 ဆိုပြီးတော့စားလိုက်တယ်အဘိနေဖို့စားတဲ့အချိန်မှာဒူဘော့ဖ်က root8a4 ပဲပြန်စားထားတယ်အဲ့တော့ဒီနေသားမှာ ဟိုနေရစာရင်းကဘတ်စစ်ကြရစင် Bishop E7 ဆိုပြီးတော့ရွှေ့ခဲ့တယ်ပေါ့အမှန်တော့ဒီနေရာမှာအမဲကနေပြီးတော့အာဒီ E3 ကိုထပ်စားခြင်းလဲဆိုလဲစားလို့ရရပါတော့ဥပမာပြင် E3 စားမယ်ဆိုလို့ရှိရင် Bishop E3 ပြန်စားမယ်ဒီ night b7 ထွက်မယ်ဆိုတော့ရှင် root d1 လာမယ် bishop e7 လာမယ်အဲဒါဒီလည်းပဲပြောမယ်ဆိုတော့ရှင်ဒီနေ့ထားဒီလည်းပဲအမေရနေပြီးတော့ဒါ equal position ရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကစားပွဲလေးပြန်ကြည့်မယ်ကစားပွဲလေးပြန်ကြည့်တဲ့အခါမှာ rook a4 စားပြီးရတော့မှာနေရစာရင်က ဒါသူ့မှာ development တွေမစုံသေးဘူး king က safety မဖြစ်သေးဘူးအဲ့ဒါဘာလို့လဲဆိုတော့ bishop e7 မထုတ်ကြသေးတဲ့ကစားကောင်တကောင်မထုတ်တယ်အဲ့ဒါဘာဖြစ်သွားလဲဆိုတော့ဒီမှာ d4 ကပွန်လေးကို rook နဲ့ပြန်စားတယ်အဲ့တော့ဘာဖြစ်သွားဘာတွေ့ရလဲဆိုတော့ဒီနေ့ထားမှာ Dubov ရဲ့ rook ကတော်တော်လေးကို active ဖြစ်တယ်ဗောနော် A A1 ကနေပြီး A4 ရောက်လာတယ် A4 ကနေပြီး4 rank ကိုဒီ D4 ထိရောက်လာတယ်အဲ့တော့ queen ကိုချိန်ထားတယ် queen ကိုချိန်ထားတော့ queen ကဒီ B6 ကိုရှောင်တယ် B6 ကိုရှောင်တဲ့ချိန်မှာ knight B2 ဒါမထုတ်ကတည်းကကစားကောင်တကောင်ထပ်ထုတ်လာတယ်ဒီ night ဒီ night c4 ပဲတော့ပြီးတော့ queen ကိုထပ်ပြီးတော့တိုက်ခိုက်မယ်ဆိုတော့အဲ idea လေးလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှာအမဲကနေပြီးနေရေးစာရင်းကလည်းသူကမထုတ်ကတည်းကကစားကောင်တကောင်ဖြစ်တဲ့ night ကို c6 ဆိုပြီးထုတ်တယ် root ကိုမောင်းတယ်ပေါ့အဲ့တော့ဒီ root ကကျွန်တော်ဘယ်လိုသွားမလဲပေါ့ဘယ်လိုသွားမလဲဆိုတော့ဒီနေရာမှာ dubuff ကဘာရွှေ့ခဲ့လဲဆိုရင် rage 4ဆိုပြီးတော့ရွှေ့ခဲ့တယ်အဲ့ဒီ ratio လေးရလေဒါကောင်းတယ်လို့ပြောလို့ရတယ်ဗောနော်။ဘာကြောင့်လဲဆိုတော့ဟိုတဖက်ဘီရင်က ကက်စလင်မလောက်ကသေးတဲ့အခြေအနေတစ်ခုပေါ့နော်ကက်စလင်မလောက်ကသေးတဲ့အခြေအနေတစ်ခုမှာဒီအဖြူကနေပြီးတော့သူ့ရဲ့ကစားကောင်တွေအကုန်လုံးကိုဒီကင်းဆိုင်ကိုပို့ထားတယ်ဒီမှာစပရော့ဒိုင်ဂိုနယ်ရှိမယ်ဒီမှာရစ်ကလည်းဒီ H5 မှာ H4 ကနေပြီးတော့နေရာယူပြီးတော့တိုက်ခိုက်ထားတယ်အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကစားပွဲထဲမှာအဲနေစာရင်းကဘာရှိခဲ့လဲဆိုရင် Bishop B7 ဆိုပြီးတော့ရွှေ့ခဲ့တယ်ဒါသူ့ရဲ့မထုတ်ကလေးတဲ့ကစားကောင်တစ်ကောင်ထပ်ထုတ်တယ်ကက်စင်တော့မလုပ်သေးဘူးအဲ့တော့ဒီမှာအဖြူဘက်ကိုပြန်ကြည့်ပြန်တော့လေအဖြူမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်ဘာတွေ့ရလဲဆိုလို့ရှိရင် အဖြူမှာဆိုလို့ရှင်လည်းပဲဒီမှာကစီဝမ်းကပစ်ချော့ကမထွက်ကြတယ်စီဝမ်းကပစ်ချော့ကိုဘယ်နေရာထွက်မလဲပေါ့ထွက်ဖို့တက်ကကြောဒီနေရာမှာ night ကိုဖယ်မှရမယ် night ဖယ်ပြီးတော့ဥမာပြမတော့ကြောဒီမှာပစ်ချော့က A1 အဲ H8 တဲ့ကွန်နက်ကထွက်လို့ရှင်တော့ဒါတော်တော်လေးကောင်းတယ်လို့တော့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာ bishop တကောင်ကဒီ B1 H7 တဲ့ကွန်နက်မှာအရန်ကောင်းတဲ့တဲ့ကွန်နက်တစ်ခုရတာလေ။နောက်ထပ် bishop တကောင်ကဒါ A1 H8 တဲ့ကွန်နက်ရအောင်မယ်ဆိုရင်ဒါတော်တော်လေးကိုဒါအဖြူတော့ ကောင်းတယ်လို့ပြောလို့ရတယ်ဗောနဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာဒူဘော့ဖ်ကဘာရွှေ့ခဲ့လဲဆိုရင် night c4 ဆိုပြီးတော့ရွှေ့ခဲ့တယ် night c4 ရွှေ့ပြီးတော့ queen ကိုချိန်တယ်အဲ့တော့ queen ကဘယ်ပြေးလဲဆိုတော့ queen c7 လေးပြန်ချောင်းလာတယ်အဲ queen c7 ချောင်းတဲ့အချိန်မှာပဲ ဒီမှာကျွန်တော်တို့ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အဖြူကနေပြီးတော့ bishop d2 လာတယ်ဒါ bishop d2 ရဲ့ idea ဒီအခုနကကျွန်တော်ပြောသလိုပဲပါတော့ bishop က d2 ပြီးရင် c3 ထုတ်ပြီးတော့လာမယ်ပေါ့အဲ့တော့ dubox ဆွေးရဆွေးရဘက်တရားတော်တော်လေးမိုက်တယ်ပေါ့နော်အဲ့ဆက်ကြည့်မယ်ဆိုလို့ရှိရင်အမေကနေပြီး gaslin လုပ်တယ် gaslin မှာ bishop c3 ပေါ့အဲ့ bishop c3 ရဲ့ idea ကတော့အခုနကကျွန်တော်ပြောတယ်ဒီမှာ bishop နှစ်ကောင်ဒီ diagonal မှာတော်တော်လေးကိုအားကောင်းသွားပြီလို့ပြောလို့ရတယ် ပြီးတော့နောက်တစ်ခုကကျတော့အဲနောက်လက်တွေကျတော့ဆင် battery app set စားမယ်။နောက်ကျ battery app set စားမယ်သူပြန်စားလို့ဆင် root 8 7တွေလောက်တာမျိုးတွေအာသွားစားလို့ရတာလေးတွေလည်းရှိသေးရဲ့ပေါ့။အဲ့တော့ဒီမှာကနေရေးစာတင်ကဘာဆွဲခဲ့လဲဆိုရင် G6 ဆိုပြီးတော့ပုံနဲ့တက်ခဲ့တယ်။ဒါဒီ bishop diagonal ကိုဒီ light square bishop ရဲ့ diagonal ကိုပိတ်လိုက်တယ်။ဒါပေမဲ့နှစ်ကောင် bishop နှစ်ကောင်ရှိရဖြစ်တဲ့အတွက်ကြောင့်တကောင်ကတော့ပြန်ပြီးတော့ပွင့်တယ်ပေါ့နော်။ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာအဲ debuff ကနေပဲဘာဆွဲခဲ့လဲဆိုရင် night g5 တော်တော်လေးမိုက်တယ်ပေါ့နော်လုံးဝတိုက်ရှစ်တွေကတကောင်မိတကောင်ကိုပို့တယ်ပေါ့အစောကြီးတည်းက ready လုပ်တယ်အခုဆိုလို့ရှိရင်အဖြူမှာရှိသမျှကစားကောင်တွေအကုန်လုံးကဟိုအမဲရဲ့ king side ကိုတိုက်ဖို့အတွက်ကို ready ဖြစ်နေပြီလို့ပြောလို့ရတယ်ဒီမှာ best shot ကနှစ်ကောင်ရှိတယ်ပြီးွားရကျွန်တော်တို့ဒီမှာ A7 ကိုပေးတဲ့ pressure ကလည်း nice ရှိမယ်ပြီးဒီမှာ rook ရှိမယ်ပြီးရင် D queen ကလည်းဗတေတွေထပ်ပြီးတော့ join လို့ရတယ်ရပါတော့ဒီလိုမျိုးတွေလာ join လို့လည်းရသေးတယ်တော်တော်ကြီးကိုမိုက်တယ်ပေါ့ဟုတ်ပြီအဲ့တော့ဒီနေသားမှာ ဒူဘက်အဒူဘက်က95ရွှေ့လိုက်95ရွှေ့တဲ့အချိန်မှာပဲနေစားရနေနဲ့အမဲရနေပြီးတော့ပုံမှန်ရွှေ့တင်တာဆိုလို့ဆိုရင်တော့အာ E5 လေးရွှေ့တာကတော့ပို့ပြီးတော့ကောင်းတယ် E5 တက်ပြီးတော့ဒီ Bishop ရဲ့အဲ diagonal လေးပိတ်ထားတာမျိုးပေါ့နော်ဒါမျိုးလေးရပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ကစားပွဲထဲမှာနေစားရင်းကဘာရွှေ့ခဲ့လဲဆိုရင်အစိုးရသံရွှေကတခုကိုရွှေ့ခဲ့တယ်အဲ့ရွှေကကပါလဲဆိုတော့ knight d5 ဆိုပြီးတော့ရွှေ့ခဲ့တယ်တကယ်ကို blender move တခုဖြစ်ပါတယ်ဒီနေသားမှာအလုံးဝ ဟိုဒီရွှေခွက်ကြောင့်ရှုံးသွားတယ်လို့ပြောလို့ရပါတယ်။အာဒီရွှေခွက်နေရာမှာကိုရာအဖြူဆိုလို့ရှိရင်ဘာရွှေမလဲပေါ့။အဲ့ဒါလေးဗီဒီယိုလေးရက်ပြီးတော့စဉ်းစားကြည့်ပေါ့နော်။အဲ့တော့ဒီနေ့ထားမှာအာတကယ်တော့နေရေးစတင်တွေးလိုက်တာကဘယ်လိုတွေးလိုက်လဲဆိုတော့ပေါ့နော်ဥမာအဖြစ်ပေါ့အဲကျွန်တော်တခုပြမယ်ပေါ့အကယ်၍အဖြူကနေပြီးတော့ rate 7စာခဲ့မယ်ဆိုလို့ရှိရင် ရေးဆမ်မန်စားမယ်ဆိုရင်တူကဒီ C3 ရပစ်ရှော့ကိုစားမယ်ပစ်ရှော့တကောင်ရှော့ချမယ်ပေါ့အဲမှာတော့ပြန်စားမယ်ဆိုရင်ပစ်ရှော့တဲ့ G5 စားမယ်ဒါဒီမှာအဲ့ဒါဆိုရင်ပစ်ရှော့တဲ့ G6 ပြန်စားလိုက်လို့ရတယ်ဒါဆိုရင်ဒီနေသားတွေလုံးဝလုံးဝ equal position ကြီးမြနေသားတစ်ခုပဲဖြစ်တယ်ဒါအဖြူကလည်းဘာမှလုံးလို့မရဘူးအမေကလည်းတူတူဒါ fine နဲ့အဆင်ပြေလို့ပြောလို့ရတယ်အဲ့တော့ကြောင့်နေရေးဆောင်ရင်းကအဲကစားပွဲထဲမှာဒီနေရာမှာဒီနေသားတွေမှာ night D5 ဆိုပြီးရွှေ့လိုက်တာဖြစ်တယ်ဒါပေမဲ့သူအရေးကြီးတဲ့ shot တစ်ခွက်ကိုသူလုံးဝဟိုမတွေ့ခဲ့လိုက်ဘူးပေါ့နော်အဲ့တော့ကြောင့်အဲ့ဒီနေသားက ဟိုဒီနေသားကနေပြောမယ်ဆိုလို့ဆိုရင်အဖြူကနေပြ made in 5ဖြစ်ပါတယ်အဲဒီဟာက made in pattern ဖြစ်ပါတယ်ဒီ made in pattern ကိုကျွန်တော်ရဲ့ YouTube channel မှာတင်ပေးမှုပါတယ်တင်ပေးမှုပါတယ်ဘယ်ဘယ်ရိုင်းနေပြန်ပြီးတော့ကြည့်လို့ရမလဲဆိုရင်အဲကျွန်တော်ရဲ့ channel ထဲမှာ playlist ရှိရပါတော့။အဲ့ playlist က rating 0 to 1200အဲ check maintain pattern ဆိုတဲ့ playlist လေး။အဲ့ထဲကနံပါတ်73ပေါ့။အဲ့ဒါဒါကိုကျွန်တော်ကျွန်တော်ဘာလို့ maintain pattern လို့ခေါ်လဲဆိုရင် black band maintain pattern လို့ခေါ်ရပါတော့။ ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်အဖြူကနေပြီးတော့ကစားပွဲထဲမှာပါထွက်ခဲ့လဲဆိုရင် Queen H5 ဆိုပြီးတော့ရွှေ့လိုက်တယ်တော်တော်လေးကိုကောင်းတဲ့ရွှေ့ခွဲတစ်ခုဖြစ်ပါတယ် Queen Sacrifice လို့ပါတာအဲ့တော့ဒီနေထားမှာတင်ပဲ Queen H5 ရွှေ့လိုက်တဲ့ချိန်မှာပဲအဲနီရေးစာရင်းကအထုံးပေးသွားတယ်ပေါ့။ဘာကြောင့်အထုံးပေးရလဲဆိုတော့ဒီနေရာမှာဒီ H7 ချက်မိတ်ကိုဘယ်လိုမှကေလို့မရတော့။ဘာကြောင့်လဲဆိုတော့ဒီမှာဒီ queen ကိုလည်းစားလို့မရအောင်စားလို့ရှင်လည်းဘေချောင်းနဲ့ H7 စားလိုက်လို့ရှင်ဒါလည်းချက်မိတ်။ဒါလည်းချက်မိတ်။အဲ့တော့ ကွင်းမစားပဲနဲ့အကယ်၍သူက night f6 စေပါလေကင်မယ်ဆိုလို့ရှိရင်လည်းပဲ bishop d8 night စားလို့ရတယ်နောက်လည်းကြားလို့ရှိရင် a7 ဘန်းကိုပြန်စားလို့ရှိရင် a7 ဘန်းကိုစားပြီးချက်မိတ်လုပ်မယ်ပေါ့အဲ့တော့ bishop နဲ့ a7 တက်မယ်ဆိုလို့ရှိရင်လည်း queen h သွားလိုက်လို့ရှိရင်ဒီမှာ g7 ချက်မိတ်ရှိတယ် a7 ချက်မိတ်ရှိတယ်အဲဘာနဲ့ကင်မှာတော့ဘာနဲ့မကင်လို့မရအောင်အဲ့တော့ဒီခါတည်းနဲ့ queen h5 ရှိတဲ့အချိန်မှာပဲအရှုံးမေးသွားတယ်ပေါ့အာဒါဒူဘော့ဖီရဲ့ရွှေခွက်တွေကတော်တော်လေးကိုကောင်းနေပေါ့နော်ဒူဘော့ကစားခွက်တော်တော်များများစိတ်ဝင်စားဖို့ကောင်းပါတယ်နောက်ထပ်လည်းဒူဘော့ဖော်လေးတွေကျွန်တော်ထပ်ပြီးတော့ တင်ပေးအောင်မယ်ပေါ့နော်အဲ့တော့ဒီကစားပွဲနဲ့ပတ်သက်ပြီးတော့တည်ကျင်တာရှိလို့ဆိုရင်တော့ကျွန်တော်မေးလို့ရပါပေါ့နော်ကွန်မန့်မှာလည်းပြောလို့ရပါတယ်ပြီးတော့နောက်ထပ်ဟိုကြည့်ကျင်တဲ့ပွဲလေးလေး request လုပ်လို့ရတယ်ပေါ့နော်အဲကျွန်တော်တုံးတက်ပေးမယ်အဲဘယ်နဲ့ဘယ်သူနဲ့ဘယ်သူနဲ့ကစားခဲ့တယ်ဆိုတော့ဟိုပြောပေးပေါ့ကျွန်တော်အဲ့ဒါဆိုရှားတာပို့ပြီးတော့လွှဲပါတယ် ်ဟုတ်ပါပြီအဲ့တော့ကျွန်တော်ရဒီနေ့ဒီဗီဒီယိုလေးကတော့လောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိကြချက်စင်ကွန်မန့်လေးမှာမေးဝါလေးရပါတယ်ကျွန်တော်ဒီဗီဒီယိုကိုအစားဆုံးလာရောက်အားပေးကြတဲ့တရားရှင်တွေကိုစိတ်စိတ်မြတ်ကြပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆုံးပါမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ